resistant band တို့ချောင်းရှိုံနဲ့အိမ်မှာမိမိတို့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုဘလူးလေးချိန်ငန်းလေးရည်နဲ့ဆော့ပေးလို့ရတယ်။မင်္ဂလာပါဒီ channel ပါဒီနေ့မမက resistant band တို့ချောင်းရှိုံနဲ့ခန္ဓာကိုယ်အောက်ပိုင်းလေးချိန်ငန်းလေးတွေကိုအိမ်မှာပဲအလွယ်တကူဆော့လို့ရဖို့အတွက်အမကလေးချိန်ငန်းလေးတွေကိုပြင်ပြပေးသားမှာဖြစ်ပါတယ်။အဲ့တော့အမလေးချိန်ငန်းလေးတွေကိုရှင်းပြပေးမယ်နော်။ပထမလေးချိန်ငန်းလေးကတင်မအတွက်လေးချိန်ငန်းလေးနော်ညီမလေးတို့ resistant band လေးကိုချမယ်ပြီးမတို့ခြေဘဝခြေထောက်က resistant band လေးကိုနင်းထားပေးမယ်နော်။ဒီနေထားအနေနဲ့ဂင်ထားမယ်ပြီးရင်မမတ်ထားမယ်။ဒီမှာနောက်ထပ်ကြောပြင်ရှေ့ဂိုင်းဒါမတို့ရဲ့ပုံမှန် delivery ဆွဲတဲ့ပုံစံမျိုးလေးပဲနော်။ဒီမှာဒီမှာကိုနောက်ထပ်ကြောပြင်ကိုရှေ့ဂိုင်းဒူတောင်းလေးအောက်လေးနည်းနည်းသွားမယ်နော်။ဒါလေးကတော့ပထမလေးကျင့်ကြံလေးဖြစ်တယ်ဒီမှာလေးကျမအတွက်ဆိုတာเนาะဒီမှာထွက်ချင်တဲ့ညီမလေးဒီကစားနည်းလေးကိုကစားပေးလို့ရရင်เนาะ ဒုတိယကစားနည်းလေးကမော်ရစ်စစ်တမ်ပန်လေးကိုခုံမှချိထားမယ်နော်။ပြီးရင်ခြေထောက်ကလေးမှာခြေပွားလေးမှာချိန်ထားပေးသွားရင်ဒါလေးရလေဒီမားချွတ်သားလေးအတွက်စော်တာဖြစ်တယ်ဒီမားလေးတို့။ဒီမားလေးကြီးလှချင်နေဆိုရင်ဒီကစားနည်းလေးကိုလည်းကစားပေးလို့ရတယ်အိမ်မနေ။တတိယကစားနည်းလေးအတွက်ကမော်ရစ်စစ်တမ်ပန်လေးမှာဆောက်ကလေးကို ချီပါလေးနင်းထားမယ်ပေါ့နော်ပြီးတော့ရင်ချက်ကိုကားထားမယ်ဒါမှမဟုတ်ပေါင်အတွင်းချက်သွားတက်စော်မယ်နော်ထိုင်မယ်ထားမယ်ထိုင်မယ်ထားမယ်ဒါမှမဟုတ်ပေါင်အတွင်းချက်သားလေးအတွက်ကစားနည်းလေးကိုဆော့ပေးလို့ရတယ်နောက်ဆုံးကစားနည်းလေးအတွက်ကအမတို့ခြေဝါးနှစ်ခုမှာ resistant band လေးကိုနင်းထားမယ်ပြီးတော့ရင်ဇနဲကြိုးလေးကို ပေါင်မှာမမတို့ချိန်လိုက်မယ်နော်တပွားဆက်တဲ့ခါကျရင်မမတို့ရဲ့ဖနောက်လေးထည့်ရထည့်အောင်ထည့်ဖနောက်လေးကိုတိုးထားပေးရမယ်နော်ခြေဦးလေးကိုလည်းလှည့်ထားပေးရမယ်ဒီနေထားလေးကနေတင်မညရာလေးကိုအသုံးပြုပြီးတော့မမတို့ကအပေါ်ကိုတက်မယ်ကြံချမယ်တင်မညရာလေးကိုသုံးပြီးတော့အပေါ်ကိုတက်မယ်ကြံချမယ်တင်မညရာလေးကိုသုံးပြီးတော့အပေါ်ကိုတက်မယ်ပြန်ချမယ်တင်မညရာလေးကိုသုံးပြီးတော့အပေါ်ကိုတက်မယ်ပြန်ချမယ်နော် ဲ့တော့ဒီနေ့မမဝီများသွားတဲ့ resistant band ကျိုးတစ်ခုရှိုံနဲ့အောက်ပိုင်းကစားနည်းရီကိုအိမ်မှာအလွယ်တကူကစားလို့ရအောင်မမကလေ့ကျင့်ခန်းလေးတွေကိုညှပ်ပေးသွားတာဖြစ်တယ်နော်ညီမလေးတို့ဒီလေ့ကျင့်ခန်းလေးတွေကို15ချိန်လေးကြောညီမလေးတို့အောက်ပိုင်းဆော့ရရက်ကလေးတွေမှာထည့်သွင်းကစားပေးလို့ရတယ်နော်အဲ့တော့ဗီဒီယိုလေးကပြမီတို့အတွက်အကျိုးရှိမယ်လို့မမကမျှော်လင့်ပါတယ်နောက်ထပ်သိကျင့်တဲ့လေ့ကျင့်ခန်းလေးတွေဘဟုတုတလေးတွေရှိခဲ့တယ်ဆိုရင်လည်းမောက် comment box မှာမေးထားပေးလို့ရပါတယ် ပြည်မီတို့အတွက်အကျိုးရှိရယ်ဆိုရင်တခြားသူတွေကိုမျှပေးဖို့အတွက်မက တောင်းဆိုလိုက်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်ဒီ channel ဖြစ်ပါတယ်။